တော်လာပြည်သူများအလုံးမင်္ဂလာပါရှင်ကျမယနေ့ဖတ်ပြပေးမှာကတော့ဆ ्याम မချင်းမမင်းရယာရဲ့မျှဝေမပေးတာဆိုတဲ့ဝိထုတူလေးဖြစ်ပါတယ်ရှင်မျှဝေမပေးတာငယ်စဉ်ကတော့ဒေါကင်တန်စင်ကြီးဟန်ဆောင်မှုကိုအတော်လေးပဲမုံတီးခဲ့ဤဘုဒ္ဓမပါလင်ကမချောဘူးသောစကားကိုလည်းလက်မခံနိုင်ပြီးအမှန်တရားကိုဖုံးကွယ်ခြင်းသည်ဖြစ်မှုတစ်ခုဟုမှားလေသည် ဘောကင်တန်စင် အမေတော်မြတ်ကြီးသည်စေရင်အပြင်ရိုးဖြောင်းသူတဦးဖြစ်သူတပားကိုကိုကြီးလိုစိ အမြဲရှိသည်မိခင်အေးအောက်မှာခိုင်းကောင်းသောပြင်နေကြရသောကင်တန်စင်သည်အမေ၏ရိုးဖြောင်းမှုရဲ့ရုံမှုကို အားကြအထင်ကြီးခဲ့သည်တခုပဲရှိသည်အမေတော်မြတ်ကြီးသည် သူတပားအပေါ်ကောက်ချင်းဆင်းလက်ချင်းမရှိလင့်ကစားစကားရမှာချိုချိုတတ်တာချင်းအမေရန်တပည့်ချင်းပြောတခြင်းပင်ဖြစ်သည် အမေနဲ့နင်းနူးတက်တဲ့နေရာတော့ခင်တန့်စင်အဖို့တခါတရံအမေကိုအံ့ဩရသည်တခါတရံတော့လေအမှန်တရားကိုမျက်နှာတော့ခင်တန့်စင်နဲ့အမေတို့များကြည့်တော့ပတိပခာဖြစ်ရသည်အကောင်လေးကလှလိုက်တာနော်လက်ရကလည်းကောင်းအရည်ကလည်းကောင်းတို့ပြရမယ်ထင်တယ်မမဲ့ရအဖေမွေးနေတခန်းတနာမဟုတ်တော့လေဖုန်ကြီးစွန့်ကြွေးတယုံထဲမှာအရာရှိများ သူတို့ဤစနေများကိုဖဲ့၍ဧကံကျုံမူသည်ဒီနေ့မှပင်အမေရိကခင်တန်းစဉ်ကိုပါတန်လကောက်တရံဆင်ပေးသည်သို့တော်ဒီလက်ကောက်အကြောင်းကိုခင်တန်းစဉ်ကအစမှအဆုံးသိထားသူဖြစ်၏ဒီလက်ကောက်ကတပပကံကိုခြိုင်ခင်တန်းစဉ်ကအစုံတရားဝင်ပြောမိအဖြစ်အမေရိကအတင်းချပြည့်၍ပြောလိုက်သည်တွားသမီးဟိုဘက်မှာယူနေဦးလို့တယ်တွားယူချေအောင် လက်ကောက်ကဆဆူခင်ခင်ရဲ့တမိကဝှစ်ချင်တဲ့ပူဇာတာနဲ့မနေ့ကမှတိုက်စိမ်းမှာချက်ချင်းတွားဝေရတယ်။ရှိလိုတော့မဟုတ်ပါဘူးလေ။အရင်တလောကပဲများတို့အဖေမိထားခဲ့တဲ့ရှေးယူဒင်းကားပြရောက်ပြီးတုံးလိုက်တာ။ကျန်တာတွေအဖက်တင်နေဆိုပြီးတော့ဟေးညကတော့လုံးမယ်မိဘအမွေကြိုင်ရင်လည်းထင်းထင်းထောင်းလေးတကြပြတ်ပြတ်ကုန်မယ်ဥစဉ်ကျေလာကလည်းမနှဲပါဘူးညတို့မိသားစုပုံမှားပေါ့ ကိုယ်ရဲ့ခင်ကလည်းတိသားနဲ့သူ့လကကအင်စင်ရေးရဲ့အခန့်စေးရဲ့ဘမအကွက်စီလိုလေကို့မှာအခန့်လေးရှိလို့သားပေါ့ကွယ်တစ်ဖက်ဝိုင်းမှာယနေ့အိုချိုင် အမေပြောနေတဲ့စကားတန်ကိုကြားရသည်အမေတင်များဟန်ဆောင်ကောင်းမကလားဟုအန်အောင်မိကဘာကြောင့်ဟန်ဆောင်ပြီးမဆိုင်တာတွေပြောနေတာလဲဟုအန်အောင်မိရသည် အဲ့ဒီတုန်းကမိတိမိဘအမွေပစ္စည်းမြတ်အားကိုးစရာမရှိတော့အမေသည်အဖေလာစားကိုစစ်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 ပုံချစ်ချစ်ပါအောင်စုပြီးတစ်ခါကအဖေမတိအောင်မိသူမြလည်းမတိအောင်ငွေတို့လေးများပေးသည်ကျခုလကောက်ပြီလေအပေါင်ခံပစ္စည်းများထဲမှာလာမရွေးနိုင်တော့တော့အပေါင်ဆုံးပစ္စည်းတစ်ခုမြတာဖြစ်ပြီးမနေ့တနေ့ကမှရွှေဆိုင်မှာတွားပြီးအယောင်တင်ခဲ့ခြင်းဖြစ်သောခေတ္တဆင်ကလည်းတည်နေသည် အမေဒီမလို့အပ်ပဲနဲ့ဘာကြောင့်ဟန်ဆောင်ပြောရတာလဲဟုစဉ်းစားမရရအောင် ဖြစ်ရသည်ခေတ္တစဉ်တို့မှာတင်းငါပြမစို့တာနဲ့တူတာလဲမရှိမိမိကလည်းမမခင်ကရင်းနှီးတဲ့သူချင်းချင်းပဲမိမိဘာတွေရှောက်ပြုံးနေတာလဲအမေကအင်ဒီယာရပြောနေခေတ္တစဉ်ကတော့အမေကိုအချင်းချင်းလေးစားစိတ်တွေပင်တက်ပြလူလူဖြစ်ရသည် ဘလောက်ပဲရင်းနှီးတဲ့ဆိုပေမဲ့သမီးရဲ့သူဆိုတာကိုယ့်ရဲ့အတွင်းရေးကိုအကုန်ပြောလို့ပဲဖြစ်ပါမလဲမိမိတို့မှာဥစ္စာပစ္စည်းပြည့်ပြည့်စုံစုံဖြစ်နေရင်ပဲသူတို့ကသမီးဖေဖေရဲ့ဂုဏ်သိက္ခာကိုတနည်းတစ်ပုံပုတ်ခတ်ကြလိမ့်မယ်လေလူမှုဆက်ဆံရေးနယ်ပယ်ဤပြည်ရဲ့ကိုခင်သန့်စဉ်ပထမဆုံးမှတ်သားရသည်ဒါကတော့မိမိရဲ့ဖေဖေလာတာကြောင့်မဟုတ်တာမိမိကြံလို့ခံလို့ရတာလို့ပြောလိုက်ပေါ့ အမေကဒုတိယအကျဉ်းပြုံးပြန်သည်အဲ့ဒီလိုပြောလို့မဖြစ်ဘူးလေတမီးရဲ့သူတို့ကမိမိကိုအလေးစားခင်မဆုံးနေရာမှာထားကြတယ်မဟုတ်လားအမေကတော့မွေးတိုးပေးစားတာကိုလည်းလူသိမခံခြင်းပဲဟုသဘောပေါက်ရပြန်သည် ဒီနောက်ကလူအလွာတစ်ခုတည်းမှာထင်းထင်းထားရသည့်ဂုံဒိတ်ခါနှင့်အထင်ကြီးလေးစားခံရမှုအတွေ့အစဉ်သင့်သလိုဖန်ဆောင်သူသိစွာနေရပြောရသော အဖြစ်မျိုးတွေကိုခင်သားစဉ်မကြာမကြာကြုံတွေ့ကြပြီးခဲ့ရလေသည်။ဘာပဲဖြစ်ဖြစ်ငယ်ရွယ်တက်ကြွစဉ်လူဘဝသည်တက်ခတ်ရုန်းကန်၍ကောင်းစေအချိန်မှာတော့ခင်သားစဉ်အဖို့ဖန်ဆောင်မှုအရေးကွန်တွေကိုတတ်နိုင်သမျှခွာခြားနိုင်ခဲ့သည်။ စိတ်တော်မနောကောင်းခြင်းအပြင်ပွင့်စင်ကြယ်ခြင်းဒီလေဂုဏ်တစ်ပါးကိုခံယူကျင့်သုံးခဲ့သည်အသက်60ကျော်အရွယ်ဒေါခင်တန့်စင်ဘွားမှာတော့အတွေ့အကြုံတွေအတော်လေးစုံလင်ခဲ့ပြီးဖြစ်အခြေချဆက်ပြုတော်ဘဝကိုမိတို့ထင်းသိမ်းနေမှာမတ်တီထာယာကြီးကိုဆိုတာကိုလည်းတမင်တကာမဟုတ်ပဲအလိုလျောက်တကြွခဲ့ပြီးဖြစ် လူဆိုဒီမှာရုံးကန်လှူရှားရသည့်အရွယ်ကိုနှုံမြောက်လေတင်းငင်ရင်ကျက်ရမည်မဟုတ်လားဘဝကို အစားမှပြန်စားဖို့ဆိုဒီမှာလက်တွေတွင်မလွဲရှိနေစေအချိန်တွင်မှပြက်စင်ယူရင်းသွားခြင်းမရှိအောင်ထင်းထားဖို့မှလွန်စွာမှအရေးကြီးသည်ဒီကုတော်ယခုဆိုဒေါခင်တန်းစင်မှာကိုတိုင်ကအများကြီးညိုလေးစားရတော့အရာရှိတရားခင်မုန်းမှလည်းအတန်အတန်ဩလာရှိတော့အကြည့်ကတရား ပညာရေးအပြင်အများနဲ့ဓာတ်တူလိုက်နိုင်သောကာသမီ၃ယောက်လည်းရှိပြီးညီတို့ထံကျော်သောအခန်းတစ်ခန်းတင်းနှင့်လျောက်ပတ်သောအသုံးဆောင်များလည်းရှိနေပြီးဒီတိတ်ကျက်လူရောများကိုဖယ်လိုက်ရင်မိမိရောက်နေသောအနေအထားသည်ကျဉ်းဆက်စရာအပြည့်ပြင်တစ်ခုတော့ရှိသည်ဒီလိုအခြေအနေရောက်အောင်တစုံတရာနေခြင်းများခြင်းပို့ဆောင်ပေးခဲ့သည်မဟုတ်တစင်းပြီးတစင်းစူးစမ်းမှတ်တည်လာခဲ့ရသည် တနည်းအားဖြင့်တော့ဖြင့်ပိုပြီးတန်မိုးထားရသည်ဆိုတော့ဒီခုဆိုရင်တည်ငြိမ်သောအိမ်ထောင်တစ်ခုအဖြစ်သူတို့ကျင်းလဲရအတိုင်းဝန်းမှာဘုံစွာရည်တည်နေထိုင်ပြီးဒေါက်ခင်တန်စင်ကိုလည်းဘဝတူအမျိုးသမီးတွေကမမမမအန်တီအန်တီနဲ့ဒလီတစားရှိနေကြရပြီးသူခင်မဦးကျော်ဆိုးကိုဆိုရင်လေဂုံသေးရှိလူကြီးတယောက် အေးစေး၍အီချင်းရှိပြီးအိမ်တော်ကိုနိုင်ငံတော်စနစ်တရပြီးလင်ယောက်ကြအဖြစ် အများကအားကြချီချူခြင်းပြုနေကြရလေသည်ဘာလို့ဒီတည်းလူများရှိမှအိမ်ကြီးရရကြုံပြုံပြတ်တတ်သောဒေါခင်တန်းစင်တယောက်တစ်ခါတလေတော့လေတယောက်ထီပြုံး၍နေတတ်လေ၏အဲ့ဒါပဲကြည်တော်မမရဲ့ဒီလိုလုံးနေတာဘယ်မိမှကဘယ်ခံနိုင်မလဲတည်ရသားနဲ့ခံနေရတာမဟုတ်လား တယုံပုံကလည်းတို့တို့အကြောင်းသိနေတော့ကျမပြန်သိရတာပဲတော်တော်ပြောတဲ့ညကိုဒေါကင်တန်းစင်ကတီတီငယ်ငယ်နားထောင်နေသည်ငယ်ရွယ်မှုတူစဉ်အချစ်စိတ်အဝံတူစိတ်မာနစိတ်လေးများနဲ့စိတ်မနိုင်ခင်မရဖြစ်နေတော့တော်တော်ကိုဒေါကင်တန်းစင်အပြည့်အဝနားလည်လိုက်ပါ၏ရုံးသူရုံးသားချင်းရဲ့ဆိုတော့ရင်းရင်းပြောကြဆိုကြနောက်ကြပြောင်းကြတာရှိတတ်ပါတယ်ညီမရဲ့ အလိုရထားပြီးဖြစ်သောနေသိစကားများအနေအသင့်တုံတုံဖြစ်မိထင်ရသောစကားတခုကိုဥစွာပြောလိုက်ရသည်တခါသည်အကုန်ပြောလိုက်ရင်မဖြစ်သေးနောက်ထပ်ပြောစရာမရှိဖြစ်မှဆို၍ခြံထားရသည်တတော်လေးဒီလောက်တော့နားလည်ပါတယ်မမရဲ့ခုဟာကလုံးဝလုံးလုံးပါတယ်ရုံးစင်းရင်လည်းကားနဲ့အင်ပြန်လိုက်ဖို့ပြရသေးတယ်လीအဲ့ဒါကရောကဲလမ်းကြုံကိုဖြစ်မှာပေါ့ကွယ် ဒါကိုတော့ကမန်းကမန်းပြောဖြစ်သည်မမကလည်းလေဆန်းချောင်းနဲ့တာဝန်ဘလုံးလုံးလမ်းကြုံပါလေဘာလဲမမကတခါတလေနောက်ကျလို့လိုက်ပို့တာနေမှာပေါ့လို့ပြောမလို့လားမဟုတ်ပါဘူးမမရဲ့တရက်ချလောက်လိုက်ပို့နေတာအခုတော့တယုံလုံးကလည်းပြောကုန်ကြပြီကျမဘလို့လုံးရမလဲဒေါခင်တန်းစင်ညှော်လင်းထားသည့်အတိုင်းနောက်ဆုံးတော့တော်တော်ငိုလိပြီမိမတို့ရဲ့နောက်ဆုံးခပောက်ကငိုခြင်းမဟုတ်လား ခဏလေးတော့စောင့်ကြည့်နေလိုက်သေးသည် သူထင်သည့်အတိုင်းတော်တော်ဆိုသည့်မိကလေးသည်သူ့ငယ်ဤကိုသူ့ဘာသာသူတုံနေလေသည်တိတ်ပြီးနဘူးနဇာသွားမလုံးနဲ့အောင်ညီမရဲ့တို့ချအရွယ်တိုက်နေအောင်လေယောက်ျားဆိုတာနားပူရင်မကြိုက်ဘူးလေမဟုတ်လားချိုချိုတတာပြောကြည့်မမကလည်းကိုကိုကိုပြောပြထားမယ်တခါတလေမင်းမမတို့မိန်းမတို့ပြောတာဂရင်းဆိုင်ပြီးမယ်သူတို့ယောက်ျားချင်းပြောရင်တခုံးပဲကွယ် တော်တော်ဒီတရေအိတ်တွင်မှာခရင်ဘတ်ဘူးကိုထုတ်ကသူမျက်နှာကိုပြန်၍ပြပြင်း၏အားကိုပါတယ်မမရဲ့ဒါပေမဲ့ကျမဒီကိုလာတိုင်တယ်လို့တော့ပြန်မပြောပါနဲ့နော်တခြားသူအထက်အရာရှိကိုတိုင်ရမလားဆိုပြီးစိတ်ဆိုးအောင်မယ်အဖိုးကြီးကိုလည်းကျမပြောလို့ကြည်ဒါမဖြစ်ပါစေနဲ့နော်မမဘခင်တန့်စင်ခေါင်းတဆဆနှိမ့်လိုက်၏အင်းနောက်ဆုံးတော့ဒီလိုပဲဖြစ်မှာပေါ့ အင်တောင်မပြိုကွက်ကျင်လို့ဒီအမျိုးမျိုးနဲ့ကြိုးစားကြရတာတနာစရာပဲအချစ်ကြောင့်ပဲဖြစ်ဖြစ်ကိုကမိခိုနေရလို့ပဲဖြစ်ဖြစ်လက်လုံးမခံနိုင်သူကတတိရှောသမဲပင်စိတ်ချစိတ်ချအဲ့ဒီမိကလေးကိုလည်းတနည်းနည်းနဲ့တတိပင်းရပါတယ်ကွယ်မိမကရန်တွေပါတယ်တော့မတွေ့နဲ့နော်မတိကြအောင်ဆောင်းလေဟုတ်ကဲ့ပါမမရေတော်တော်ပြန်သွားတော့ဒေါခင်သားစင်တပင်းကိုကိုယ်ရိုင်ရှိုင်းမိလေကြည့် ဒီအကြောင်းခင်မုန်းတဲ့ကိုပြောပြန်ရင်မိမာတို့ဤမာနာဘက်မှာတမတ်လျှော်အောင်မယ်။ဒါပေမဲ့လေသူများကိစ္စပဲ။ပြီးတော့ယုံမှဆိုတော့သူတာဝန်ရှိသူအကြောင်းပြောပြရင်ဒိက္ခာကိုတင်ပြတယ်လို့မှုကပေါ်ကြလိမ့်မယ်။ဒေါခင်တန်းစင်တို့လင်းများမှာစကားကိုတင်စင်းမခံတတ်တော့တော်တော်တို့မှမတိသေးပဲကွယ်။ ညညာဆိုရင်၁၂နာရီတစ်ချက်မှပြန်ပြန်လာတယ်မမယောက်ျားပြန်မလာမချင်းဗမင်းမကအိတ်တော်မှမလဲမမရေအိမ်မင်းသားချင်းတွေကလည်းမေးလာပြီပြန်လာပြန်တော့လဲမူးမူးယူးယူးနဲ့သူများအိတ်ချင်းကြောင့်မှဆင်းရဲဆင်းရဲလို့တော့တာပဲဒုက္ခန်တန်းစင်ကအပြုံးမပြန်နှားထောင်နေလိုက်ပြီသူတို့ရင်ထဲရှိသမျှပြောလိုက်ရရင်အကျဉ်းနဲ့တွားချမှာပဲဒုက္ခန်တန်းစင်ကိုသူတို့ယုံကြည်ကြလေသည်ပြီးတော့လေးစားအားထားကြသည် သက်တနာအချို့ကိုလည်းမမမမဖြည့်ရှင်းပေးနိုင်ခဲ့သည်ကိုအနုတမီအခွင့်အရေးအပွဲဆောက်ရှားပြီးအသိအဖွဲ့ရင်တောင်းမှဒေါခင်တန်းစီကိုဥက္ကဋ္ဌခံကြမိလေနားမသိသူမူကြီးပြန်လာတဲ့အခါမှာတော့တွားပြီးမစူလိုက်နဲ့လေညီမကြီးကာလေးငင်းနေလိုက်ခွန်တုံပြန်နေလို့ကတော့ကိုကြီးပဲအရှုံးဖြစ်နေမှာဒေါခင်တန်းဒေါခင်တန်းစီကဝိုင်းရဆရာမကြီးလေးတဲ့အပြည့်ဖြင့်ပြောလိုက်ပြီး အမလီဟုတ်လိုက်လေမမရေမနဲ့ကြတော့လေပြုံးပြင်းပြင်းပြုံးနဲ့အဲ့ဒါကြောင့်ပြောတာပေါ့မမရေမြတီလိုကြီးကြီးလေးလေးရှိတဲ့ခါကျမှကိုလိုရာပဲကိုပြောပြီးတော့သူတို့မူလာရင်ဘာမှပြန်မပြောနဲ့ကောင်းကောင်းမွန်မွန်သာပြုစုပေးလိုက်နောက်မှသူတို့ဘာဖြစ်လာလဲဆိုတာကိုသာပြောတဖြည်းဖြည်းတင်းတင်းอยู่ပေါ့သူပြောလို့လေဒါမျိုးကကိုယ်တိုင်ပြုပြင်မှရတာမဟုတ်လား ဟုတ်မှာပါမမလေးအခုဆိုပြောလေပူဆိုးလေဖြစ်နေတာစိတ်ရှိရမှာပဲညီမဒါပေမဲ့ဒီလိုငယ်တစ်သလုံးတောက်သွားတဲ့သူတွေလည်းရှိတယ်နော်ရဲရဲအမမခံဘူးဒီလိုမတင်မကြပြန်ပြောရသည်အင်းလေးအရဲတောက်တဲ့အရဲဖြတ်တဲ့ဆိုတာကိုတိုင်သူ့ပြင်မှာရတာမျိုးမဟုတ်လားအရေးကြီးတာကကိုအင်အောင်ရေးမှာစိတ်အေးချမ်းသာစွာဖြတ်တန်းနိုင်ဖို့ပဲ ။ဥပ္ပါရေမမရင်မမပြောသလိုပဲသူပါတာမူးကျင်မူပါစေ။ဆု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 ပူပူမဖြစ်ချင်ပါဘူး။ရှင်းလဲရှင်းပါတယ်။ဥပ္ပကစီအတိုက်ပွဲနဲ့အောင်မြင်ရတာလည်းရှိပါတယ်။မိမကိုချစ်တဲ့သူပဲကွယ်ငါအပေါ်အနွန်သာခံရှာတယ်ဆိုပြီးစင်ကျင်လာမှာပါမမလည်းပြောပါဦးမယ်။ဟုတ်ကဲ့တန်းစီအတွေ့အကြုံမြင့်ကျက်သောဟန်ပန်အဖြစ်ဖြင့်ပြောလိုက်သည် သူ့ရှိမှလာထိုင်သောမိခလေးကသူ့ဇုံးမှဝန်ထမ်းတယောက်၏မိမဒီတော့ကိုယ်တပည့်ငယ်သားမို့ကိုယ်တိုင်ကြောကြည့်လို့လည်းရမည်ဟုနည်းနည်းတော့ပြောလဲနိုင်သေးသည်ဥပပါရဲမမရဲ့မမကျေးဇူးလည်းရှိတော့သူမမပြောမမကျေးဇူးလည်းရှိတော့သူသူမမပြောရင်နားထောင်မှာပါပြောပြပါအောင်နော်မမဒီပါကွယ် အောင်မလေးလောလောဆယ်စိတ်အေးသွားပုံရသည်လူရိုတည်နေအိမ်အလုံးလေးများမြေလုံးပေးသွားလိုက်သည်အောင်မလေးပြန်သွားတော့ဒေါခင်တန်းစင်ကိုပါတာကျင်းနေစွာပြုံးနေမြင်သည်ကိုယောက်ျားတို့သာကိုစားချင်တာပေါ်မမရဲမဟုတ်ဘူးလားမပေးရဘူးလို့မပြောပါဘူးတစ်ခါကိုတရားမျိုးနှစ်ရာမျိုးထောက်တန်ပါရပါတယ်မင်းတို့ကဒီလောက်မြင်ပါအခုစားသူကလွန်လွန်တယ် ူမိဘမှာသူမိဘဖြစ်နေတယ်မမကြီးငန်းတို့မိဘတို့ကြတော့ပါဆက်မပါတာကြနေတာပဲဘောနဲ့မောနဲ့ကြီးတော့တဖန်ဝမ်းနဲ့ပလန်းနဲ့ပြောနေတော့ဝင်းလေးကိုကြည့်တာဒေါကင်တန်ဆင်မျက်စိထဲမှာခင်မွန်းဖြစ်သူမိဘဆွေမျိုးများလည်းနာကိုခွက်ခနဲ့မြင်ရမှုသည်ဘို့တော့ချိန်ပြီးအင်ဒီရရပြင်ကြုံပြလိုက်နိုင်သည်ကိုချင်းချင်းချစ်လို့ယူတာပဲကွယ်ဆွေမျိုးရဲ့ကိစ္စဆိုတာမပြောကားမှုညီမရဲ့ ငါးဆရာတွေလည်းဖြစ်လာတတ်တယ်။သူလည်းကိုယ်အင်အခြေအနေတည်ပါပေါ့။ဘာပဲဖြစ်ဖြစ်ဉာဏ်ဤတို့မှာလောင်းရတယ်မဟုတ်လား။စကားကိုထင်းထင်းကင်းကင်းပြောလိုက်နိုင်။အိမ်တောင်တက်ကြီးရင်ဒီဖြစ်တော့တခင်တန်းစင်ကဒီမြတော့ညှင်းကြရမယ်လေ။နောက်တော့လောင်းရတာပေါ့မမရဲ့ခုမှအိမ်အောင်ကြစားရှိသေးတာကိုဒါပေမဲ့ဉာဏ်ဤတို့မှာဘာမှအခြေတကျမရှိသေးဘူး။သူရဆောင်ရဖြစ်အောင်မယ်လေ။ ကားသမီးတွေရလာတော့ဘလုံးနေကြမယ်ဆန္ဒမစောပါနဲ့ညီမရေအဲ့ဒီအချိန်ကျတော့လေအလိုလိုကိုကိုဖြစ်လာပါလိမ့်မယ်အခုချိန်မှာဥပက္ကစကားလွန်သွားရင်ကိုအဆိုးဖြစ်ပြီးအငြင်းရွေးသွားနိုင်တယ်ကိုကလည်းရောတန်းကိုအပေါ်ညာလာမှာပါကင်းနဲ့ဓာတ်ချက်မပြောရတော့လေအရှင်ပြေဆုံးဖြစ်နေတင်ရတော့အကြံဉာဏ်ကိုသာပေးရသည် တရောင်းလုံးကိုခင်းမင်းဒီမှုသူတို့အင်တောင်ရင်မှာကစင်းကလေးဖြစ်မှာကိုလည်းမလိုလားတာအမှန်ပင်မယုံခင်ကချစ်ကြတာတခြားယူပြီးမှမမြော်မှန်းခဲ့တော့ပြဿနာပဲဖြင့်သဘောမကျစရာတွေကြုံလာကြရတာတခြားပင်ဒီလူနဲ့ကြီးဒီပြဿနာကြောင့်ရသည်ဒီခင်စရာဖြစ်တော်လေတခြားလူနဲ့ရောတခြားပြဿနာတွေမရှိဘူးကိုပြောနိုင်လေမလားရင်ကျေးမှုကလေးအပြင်တင်းကျပ်စွာထိကျုံထားခြင်းမရှိတော့နိုင်ငံများပင် ခင်ထောင်ရေးကိုစိတ်ထင်တန်းပြောင်းလဲရရတော့လေဒီလိုပဲပြဿနာအထွေထွေနဲ့ကွဲကြလွဲကြအပြန်သေးသည်ဥပမာမမရဲ့နွယ်နေဖြင့်မိပစကားနားမထောင်မသူ့ကိုယူမိတာအခုတော့ကိုမိပါကလည်းကြောစရာဖြစ်နေတာပေါ့မမရဲ့မိပကိုပြန်ပြီးမျက်နှာလှုပ်ချင်ရင်တောင်မလှုပ်ရပဲအိုးတလောကဆိုရင်အိမ်မှာဘာမှလည်းမရှိပါလားဆိုပြီးအမေကတော့ပကံအဟောင်းတစ်စုံလာပြီးသွားသေးတယ်မမရဲ့ အင်းအောင်ပြုစာဆိုတာဒီလိုပါပဲမိမရေမမတို့လည်းအစကဘာမှမရှိဘူးဟောဘူးတော့ကိုကိုကိုတိုင်းသူ့အိမ်တောင်သူစိတ်ဝင်စားလာပြီလေဒါသမီးတွေလည်းရလာတော့လိုအပ်တာတွေကသူကိုယ်တိုင်းပဲဝယ်ချမ်းပေးတာတစ်ချိန်ကကိုကလိုက်ရောခဲ့တော့ဘယ်သူကမှလည်းဘာမှမပြောတော့ဘူးအချိန်တန်တော့ကိုလည်းကိုချေပဲကွယ်မမကိုယ်တိုင်းကလည်းအလုတ်ကန်ရှိတာ哦ငွေနေလည်းအလုတ်လျှောက်ထားတယ်မဟုတ်လားရမှာပေါ့ကွယ် အဲ့ဒီကြတော့ကိုလာကနဲ့ကိုဘိဘပြန်ကြတော့သူကလည်းကြည်လူမှာဘူးချိန်မှာဘာမှသွားမပြောနဲ့တော့ကြအပြန်အလှန်လက်ညှိုးထိုးလက်ညှိုးထိုးစရာဖြစ်နေမယ်။နေရသူတွေဤမခံခြင်းစိတ်တွေဝေစိတ်ကလင်းရာဤတမျှတော့ငြိမ်ဝတ်သွားသည်။ဘာပဲဖြစ်ဖြစ်နောက်ဆုံးမှာသူတို့လင်မယားချစ်ချင်းခင်ခင်ပြောပြောရှင်းရှင်းဖြစ်သွားလိမ့်မည်ဟုဒေါက်တာဆင်ကယုံကြည်သည်။ ပြဿနာဖြစ်ရင်လာဖွင့်တိုင်းသာနှောက်ဖို့ပင်ကိုစကားတွေဖြင့်ဖြေရှင်းပေးလိုက်ရင်တစ်ချိန်မှာလင်းများစွာဝင်မိတော့မိမိကိုယ်သာအပြည့်ပို့ကြမည်ဖြစ်ဘောကန်တဇင်ကတည်နေသည်မြမစကားပေါ်ကအိမ်နောင်ဖျားတဲ့ဟုဆိုသည်မဟုတ်ပါလားဝင်နေပြန်တော့မမမရုံးကပြန်ရရောက်ချင်းဝင်နေကိုမင်းငယ်ဘယ်သွားနေတလဲလို့ဆူနေအောင်မယ်ဖုတ်တာပေါ့ကွယ်ပြန်ပြန်ပြန် ရနေတရားမကြည်မနှက်ဖြစ်နေသည့်အမှုရားလေးတွေစပြောက်ပြီးအိမ်မော်ကခတ်တုတ်တုတ်ဆင်းသွားပြီးကိုတိုကင်တန်းစင်ကပြောင်း၍ကြည်ကြည်လိုက်မိသည်။အိုတိုက်တိုက်ဆိုင်ဆိုင်ဒီနေ့ခွင့်ယူပြီးအိမ်မှာနာနာနေနေနေမိသူစိတ်ကူကမှဘလို့ကဘလို့အိမ်တောင်ရဲ့အတိုင်းမခံမိမကြီးအဖြစ်ဆောင်ရွက်နေရပါလေ။မကြောင်မီခင်မောတဲ့တဲ့တာသမီများတန်ရောက်လာသည် တစ်စိမ့်ရင်တက်နေတော့အင်္ဂလိပ်မှာအသက်ဝင်လို့ရှားလာသည်အာမီတွေကရေကြစားကြတောက်ကြဒါကြကြ TV ကြည့်ကြစာကြက်ကြနဲ့ပြောစရာပါပဲဒီလိုအချိန်လေးရအောင်ဖန်ပြီးလာရတော့နှစ်20ရှိပြီလေဒေါက်တင်တန်ရင်ကဝတရားမပြတ်တာကနင်းများအတွက်တပွဲထမင်းပွဲပြင်ပေးရင်ကိုကိုအတွက်အမင်းနဲ့ရေခွက်ခွက်ကိုချပေးရင်ကျုံးနေမိသည် ဝင်နေတို့တတော်တို့ကဒီလိုအေးချမ်းသာသာရရတော့ဒေါခင်တန်းစင်၏အင်တာနက်ကိုထင်ထင်ကြကြည့်တခြားလူတွေကလည်းလေးစားကြပြီးသားသမီးတွေကလည်းကြည်နူးကြပြီးအင်းလေးဘသူတိတာမှတ်လို့အဒီကျန်လှစွာပုံစံခရတော်များတွေစင်ကမောင်းမာတော်စကလုံးကြီးချမှာချုပ်တီတင်းကြီးခရတော်မာနတွေပြင်းထန်ပောက်ပွဲသောရံပွဲတွေအန်ကိုတင်းတင်းကျင်းမှာစားစင်ခရတော်မျက်ရည်တွေ အခုတော့တရားမြင်လာလို့တရားမတွေ့ခြင်းမြင်ပါလျက်တအိမ်ဒီမှာတူနေရင်နနချင်းမဆိုင်မိအောင်ရှောင်းလင်းနေရသည့်အဖြစ်ဒါရီသမီးဆွေရေမျိုးရေကို မပြောမဖြစ်ရုံလေးအိမ်ဒီရရဖြည့်ရှင်းဆောင်ရွက်နေရသည့်အခြေအနေစကနေရန်ဆဲလန်းစဉ်ဖြင့်ဒါသမီးတွေစိတ်သက် မတိမ်ပါအောင်ဆံကြအိမ်တောင်ကြီးကိုဟန်ဆောင်က ရှားကန်ထားရသည့်အဖြစ်မှန်ကိုဘယ်သူသိနိုင်တာမှတ်လို့ဒေါခင်တဆင်ကတော့ပြုံးပြင်းပြုံးနေမိတိမမူအင်လျာရွှေအမှုတွေမဂ္ဂဇင်းအော်တိုမန်လာဖာဟိုဝါဆစ်ဆယ်လေးပြုနေဝိထုလူလေးကဒီများမှာပြေဆုံးပါလိမ့်ရှင်ပေါ်လာပြီသူများအားလုံးဘေကင်ကျမ်းပါပါစေဂျေဇုတင်ပါရဲ့ရှင်ဂျမအကြည်ပါ